။ညလည်းဘေးမှာကြောက်ကြို့ကိုရီလေးစားအောင်ဖြစ်တယ်သူမအဲ့တင်ကိုတော့တော်တော်လေးစားတာသူမိမသားတယောက်မတန်မင်းတော့တော်တော်လုံနိုင်တယ်ဘာလို့ချီးတဲ့ချီးကျူးတယ်ဘာလို့ဆိုတော့သူ့ရဲ့လုံနိုင်မှုစွမ်းလည်းတော်တော်မှာတော်ရုံလူလိုက်မလုံနိုင်တဲ့အနေထားပေါ့နော်ဒါသူတော်တော်လေးမှာသူ့ရဲ့စိတ်ကမွန်မြတ်တဲ့သူကဟိုအပြောအဆိုမတတ်တာတကူကလွင်ဒါစိတ်ကောင်းနှလုံးကောင်းရှိတဲ့မျိုးသမီးတယောက်ပေါ့နော်အဲ့တင်ကိုတော့ဒီ pride ကမှတော်တော်လေးစားတယ်ပေါ့နော် အဲဒီကတော့တန်ပြီးပြီးတော့ဒီပေပရန်နဆတ်တော့မှာပေါ့နော်ဒီမိုးတော်တိုင်းမျိုးဆရာတော့ဥတန်ကပါလာဝန်သားနဲ့ဒီဒီကြောက်ဆက်ဘက်ကဒီကယ်လေးခန်းမှာပေါ့နော်ဒါငနေဘေးအတွက်အင်းစီအင်းအောင်စု65ဆိုတာပေါ့နော်ငွေသားတွေပါလိုက်လိုက်လူတွေပြီးတော့တခြားနေရာတွေမှာလည်းဒီဆရာတော့ နဲ့ဒီဇလွန်ဘေးလူရှင်အဖွဲ့နဲ့ဒီဘောတကယ်လိုအပ်ချက်ညားလေးဝေသားလေးတွေပေါ့နော်သူတွေရရအတိုင်းနာဘလဘလဆိုပြီးတော့ like ကြတယ်ရှိတယ်ပေါ့နော်ပြီးတော့ဆရာတော်တို့ကလည်းဒီတမ်ဒီအင်းလေးအဘဒီမှာတော့ကြည့်တော့ကိုရီးယားလည်းဒီဘက်ဒီဘောတရဟုတ်ကောဒီကျောင်းထိပ်ရမှာဒီဘယ်လိုပြောမလဲငနေဖေးမှာပဲအဲ့ နည်းနည်းထိခိုက်နေတာလေသူတွေပေါ့နော်တချို့ဆိုငနေကြောင့်မလို့ထိခိုက်ကြရင်ရပြီးတော့တချို့ဆိုတဲ့ဒါမျက်လုံးကျွတ်ထွက်ပြီးသိရဲသူတွေရှိတာပေါ့နော်အဲ့လိုလူတွေကိုမပေးချွေးပြီးတော့လဲဒါငွေသားတအိမ်ကိုဘလောက်ဘလောက်လိုက်လို့လဲပေါ့နော်ဒါတချို့ပြက်စီးနေတဲ့အိမ်တွေဆိုရင်လည်းငွေသားဘလောက်ဘလောက်ပေါ့ဒါပြက်စီးမှုပေါ်မှာမတည်ပြီးတော့မှအချိုးကျနေတော့ဒါလိုက်လို့ပေးဖြစ်တယ်ပေါ့နော်အချို့နေရာမှာဆိုတာတကယ်နင့်နာတဲ့သူတွေကမရချောက်ဘူးနော်ဟိုမနင့်နာတဲ့သူတွေပဲရချားတဲ့ဟာမျိုးじゃလေ ည်းနည်းတော့စိတ်ထဲတော့ကိုယ်ရေပြောချင်ပေမဲ့လည်းပြောမထွက်ဘူးပြောရမှသိရမလားဟိုအကုန်လုံးကဘယ်လိုပြောမလဲဆိုတော့ခဲ့ရဲ့အနေထားပါပဲလူပြရတာငနေကောင်းမှုအကြောင်းမျိုးပြီးလှုပ်ရှားခွင့်ဖြစ်နေတဲ့ပုံစံမျိုးပဲဖြစ်နေတာတကယ်လို့ဆိုရင်တကယ်ထိခိုက်နေတာဆုံးရှုံးတဲ့သူတွေတော့အမှန်တကယ်ဖြစ်တဲ့သူတွေတော့ရားနေတယ်တချို့ဆိုရင်ဒါငလင်းမတိုင်ခင်ကနေရမှာဟိုပြုတ်ပြတ်ဆိုင်လဲနေတဲ့အိမ်တွေပေါ့နော်အဲပြီးတော့မှ ဟိုသူတို့ကနေငလင်းပေါ်အခြေပြုတ်ပြီးတော့မှနနာသူတွေပုံစံလောက်ပြီးတော့မှယူရဲသူမျိုးတွေဆိုတော့ဒါလုံးဝအောင်ရှုံချတယ်ဘာလို့လဲဆိုတော့သူတို့မှငလင်းမဖြစ်ခင်ကနေမကြိုးစားလို့အဲ့လိုပေါ်နေနေလာကြတာလေနော်အဲ့လိုမျိုးလူတွေတွေ့ကြတော့လေဒါလုံးဝအောင်ရှုံချတယ်ငလင်းဘေးမှာတော့ဘယ်လိုဟိုတွေ ေးစားလောင်းဖြစ်တယ်ဆိုမအဲ့တင်ကိုတော့တော်တော်လေးစားတာသူမိမသားတယောက်မှတန်မင်းတော့တော်တော်လုံနိုင်တယ်ဘာလို့ချီးတဲ့ချီးကျူးတယ်ဘာလို့ဆိုတော့သူ့ရဲ့လုံနိုင်မှုစွမ်းနဲ့တတော်မှတော်ရုံလူလိုက်မလုံနိုင်တဲ့အနေထားပေါ့နော်ဒါသူတော်တော်လေးမှသူ့ရဲ့စိတ်ကမောမြတ်တယ်သူကဟိုအပြောအဆိုမတတ်တာတကူအလွန်ဒါစိတ်ကောင်းနှလုံးကောင်းရှိတဲ့မျိုးသမီးတယောက်ပေါ့နော်အဲ့တင်ကိုတော့ဒီ bright တာမှတော်တော်လေးစားတယ်ပေါ့နော်ပြီးတော့ငလန်ကဆိုးရည်လည်းပြီးသေးတယ်မှာပဲပါလို့လဲဆိုတော့ ဒီခொနီယာသာသမီအားလုံးလည်းကျွန်မချမ်းသာတဲ့ဘဝကိုပဲမြင်နေတယ်ပေါ့နော်ဒီဒုက္ခတွေနဲ့ဖြတ်သန်းနေပေါ့လည်းမမြင်သေးသေးဘူးလောကရင်စီးပွားရေးတဲ့ငကုပုံမှန်လည်းပတ်သူလိုမျိုးလေးပဲလည်းပတ်စေခြင်းနဲ့ဟိုသုံးသပ်တဲ့ဘဝမှာကျင်လေကြတဲ့လူတွေအကုန်လုံးလည်းကျွန်မချမ်းသာကြသာချမ်းသာကြပါစေလို့ဒီနေ့အားနေပဲဒီဆုတောင်းပေးလိုက်ပါတယ်ကျေးဇူးပါ